အားလုံးမင်္ဂလာပါ B Entertainment ကကြိုဆိုပါရယ် B Entertainment ရဲ့ Super Wine Season မှာယနေ့လေ့ကျလာတာတော့ရှားယူဖူးကျရဲ့မောင်ပစီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်တော့မှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးဟာရှားယူဖူးကျရေးသားတဲ့ကိုရီးယားဝတ္ထုများစာအုပ်မှာပါရှိထားတာဖြစ်ပါတယ်တီးထန်စာပတ်ရှင်များသူများအတွက်တွားရင်တိုင်းလှူရှားရင်းနဲ့အစင်းနဲ့စာပတ်သလိုနားဆင်နိုင်မဲ့စီစဉ်ကောင်းလေးတစ်ခုကိုဖန်တီးထားခြင်းဖြစ်ပါတယ် မိမိတို့ချန်နယ်တရားယတာဝိထုတွေလည်းမရအောင်လဲစိတ်တန်းညာတောင်းဆိုလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခြင်းအပြင်ကုညီပေးကြပါအောင်လို့ပြတာခံပြရစီ။မောင်ပါစီကျွန်ုပ်ဒီအမျိုးသားပညာရေးအဖွဲ့ချုပ်နိုင်အမှုထမ်းနေရလွန်ခဲ့သော9နှစ်ခန့်ကပသိမ်မြို့ အမျိုးသားကျောင်းသူခိတအကျောင်းဟုဖြစ်နေဆောင်ရွက်ရန်အဖွဲ့ချုပ်ကဆေလွတ်ထသည့်အတိုင်းတွားရောက်ဆောင်ရွက်ရလီလိုသည်ထိုအခါမှတ်သားချင်းမွန်မွေကောင်းလာသောကျောင်းသားတစ်ယောက်ကိုတွေ့ကြုံရလီလိုသည်ထိုတငယ်ကမောင်ဘစီဆိုသူပင်ပသိန်တလိုင်းကျောင်းရဲ့ရှိကုလတော်များတို့၏အတန်ငယ်ကြွယ်ဝသောကုန်တယ်များဖြစ်ကြသည်၎င်းတို့တားဖြစ်သူမောင်ဘစီသည်အမျိုးသားကျောင်း၌ခုနှစ်ဆင့်အောင်လီလိုသည် အောင်သည်နှစ်မှာပင် ဖခင်ဖြစ်သူဥလဆုံးသွားလေတော့ဒီ၎င်းကြာရှည်စွာအလုတ်ပြတ်ငွေကုန်သည့်အပြင်လူလိန်လူကောက်ခံရသည်ဟာ၎င်းတားမီနှစ်ယောက်တို့မှာအလွန်ဆင်းရဲစွာ ချိန်ခဲ့ကြလေတော့ဒီအမိဖြစ်သူမှာလေဖြစ်သက်သမျှမျက်နှာငငယ်နဲ့ဈေးရောက်ရည်တားမီနှစ်ယောက်စားဖို့အပြင် အပူမရမောင်မစီကတမ်းမထွားကြ၍တတ်တည်နေပြေဆုံး၍မိမိစီရင်နေမိမိကြောင်းဆက်တဲ့ရဲ့ ကျင့်၍ကျန်စီလိတို့သည်ရိယာဒီចောင်းပည့်ရ၌ចောင်းဖွင့်ကဤတွင်ဆရာကြီးထဲတွားရောက်၏အဖြစ်ပြများကိုပြောပြပြီးလျင်ចောင်းစီရရှိရန်အတွက်လှုပ်တောင်းလိတို့သည်မောင်ပါစီဉာဏ်ပညာဝိရိယတို့ကိုသိရှိပြီးဖြစ်သောဆရာကြီးကလည်းလကလွတ်နေတော့ဆိုလိတို့သည်လကလွတ်နေရင်ကျွန်တော်အဆမ်းရှိရတဲ့ရောက်လိမ့်မယ်ចောင်းဝေကိုလည်းထိမှာပေါ့ဟာဒါဖြင့်နာကမင်းကို ကျောင်းစီထုတ်ပြီးမှကွာကျေးဇူးတင်ပါတယ်ခင်ဗျာလို့ပြမယ်လေကိုလိုနဲ့ကိုလုတ်ချင်ပါလေအလုတ်တာမဆပါခင်ဗျာမင်းကဘာလုပ်နိုင်တယ်လေအခုကကျောင်းပါရွေးစည်းလေးတဲ့အလုတ်တောက်ရခတ်တဲ့အလုတ်ကိုကျွန်တော်ပေးပါတက်လာကို80လောက်တော့ရနိုင်တယ်လို့သိရပါတယ်ကောင်းပြီလေဆက်ကြည့်ပေါ့ဤသို့ဖြင့်အလုတ်ရခဲ့သည်ဖြင့်ကျောင်းဆက်နေမိကျောင်းဦး အမိအားပြောပြရမှာအမိဖြစ်သူမှာယင်ပတုမနာဖြစ်ရပြီးငါသားမင်းအလို့လို့ပြီးကြောင်းတက်နေမယ်ဆိုလို့ရှိရင်တော့အမိမချိနိုင်ဘူးအမိကူလီလို့ပြီးတော့ငွေချပါမယ်ပြီးတော့မင်းကလည်းကြောင်းမှာငုံငယ်မှာပေါ့ကွာအမိကျွန်တော်ပြောပြမယ်လူဟာယောက်ျားပဲအလို့လို့ရမယ်အလို့ဟာမချိနိုင်ဘူးဆိုရင်တော့အမိကျွန်တော်ကိုချစ်ပုံလွဲနေတယ်ငုံငယ်တယ်ဆိုရင်လည်း အပြစ်ကင်းတဲ့အလုပ်မှရင်ကုန်းရှိတာကြီးပဲအမှန်မှာမိဘចောင်းကြခံပြီးចောင်းနေတဲ့လူတွေကမှဆက်เสียကောင်းလားဗျကိုစီနဲ့ကို နေနိုင်တဲ့လူမှကုန်းရှိတာအမေရအမိမှာတားရီစကားကို မချိနိုင်တော့ချီမင်းကလည်းမင့်ဖေလူကြီးပဲအင်မတန်စိတ်ရှိတာပဲမင်းတော့မနိုင်အောင်မပြောနိုင်တော့ဘူးတို့ပဲလေအမေတော့မကြည့်ရတာအမှန်မှပဲငါတားရီ နေဆန်းဆန်းလေးနဲ့ပြောလေတော့ဒီကျောင်းဖွင့်လျင်ပေါင်ပစီစီရှစ်ဆင့်တွင်နေရသည်နန်းနန်း9နာရီတွင်ထ၍အိမ်တွင်တောက်3ရီခတ်သည်နေရောက်စာဆံပြုတ်ပြုတ်၏ဈေးကုန်သည်ဖြင့်လဖေးကော်ဖီအစရှိသောအရာတို့ကိုမတောက်ကြပေပြီးလျင်မနီမွေးရှိသောကျောင်းသို့သွား၍ဒီပဲစီလေးရင်ကြီးခက်ချင်းတို့ကိုပြုလုပ်ပြီးလျင်ပြန်လာပြီးဆံပြုတ်တောက်အရှင်ရသည်များစကြက်၍ ြောင်းတက်လီတော့သည်ညနေကျောင်းဆင်းလျင်မိန်းလေးတို့ဖွဲ့အိမ်လို့လို့၍အမိအလို့ကိုပင်ကူညီပေးရှာသည်သည်တို့မြကဂျင်းတုတ်လက်ဖက်တုတ်စသည်တို့ကိုဈေးထွက်ရောင်းဝါ၏ဤကမောင်ပစီတို့တာမိနေ့စဉ်အလို့ပင်သည်မောင်ပစီစီမိမိအလို့မှတလချစ်ချက်ရမှာကျောင်းလာကစာအုပ်ခဲတယ်စသည်တို့ကိုလုံလောက်စွာတုံးဆွဲရလေတော့ဤစစ်စင်တွင် တပြည့်20မြရှိရာမင်းကလေးတို့ရောက်ပါဤမေတင်မြတင်တင့်စိန်တို့ဖြစ်ဤတင့်စိန်ကမောင်ပါစီနဲ့တလန်းနဲ့နေပြီခုနှစ်အိမ်ရှိအိမ်လောက်ခြားဤတင့်စိန်မိဘများသည်လွှတော်ကုံတဲ့ကြီးများဖြစ်ပြီ အတန်မင်းကျွေးဝပြည့်စုံလေတင့်စိန်တို့အိမ်မှာလဲကျောင်းနဲ့နေ၍မောင်ပါစီသည်ကျောင်းစုနေစဉ်တွား၍လှုပ်လှုပ်သည်ကိုမြင်ရသည်ဖြင့်တနာလဲတနာချီလဲချွမမိဤသူရတွင် နှီးဆက်ခြင်းမရှိသဖြင့်ခက်တန်းတမ်းပင်နေကြလေတော့သည်။မောင်ဘတ်စီကိုဆွမ်းနဲ့ကိုဤထန်သည်ဖြစ်၍အတန်းနေလိုက်ပထမအကြီးရသည်မှာအံဩဝေရမဟုတ်တော့ပေ။ဆရာများကချစ်ကြ၏သူရတွင်အချို့ចောင်းသားများသည် အနုံသာထင်သည့်အပြင်မနာလိုလဲရှိကြလေတော့သည်။ဒီနေ့တွင်မဲတဲ့မြားသိန်းတိစိန်တို့သည်အခန်းတစ်ခု၌မုံစားနေကြစဉ်မဲတဲ့ကဟဲ့ဘတ်စီတဲထောင်းနေပါလား လူအဖြစ်မုတ်ဆိုးမသာတပြက်လဲရေခက်ပြီးကြောင်းနေရတယ်။အနှုံစား၏တင့်စင်ကညီကရောက်ချပြီးပြီးကိုဆွမ်းနဲ့ကိုနေနေရဦးလူနှုံးလို့ထင်နေသလား။ဒါမှဖိုးတန်နေ၏ရိုးရိုးတိုင်းပြောလိုက်လို့ဟာညီနဲ့ဖြစ်နေမှာခုမှသိရတော့တယ်။မတင်ကမအုပ်မချုပ်ပြောချလိုက်လို့ဒီတင့်စင်ကဟိတ်မတင်ငါ့ကိုရမ်းမဆွဆွဲနဲ့ ညီတို့လူရှက်တီးမှတ်နေလို့လားငါကညီမတရားပြောတာကိုမခံရင်လို့ပြောတာဟိတိရလားညနေထားပြီပြောလို့ဒီထိုကဝင်ပြန်ပြီးထသွားလို့ဒီတခါလဲစပတ်ခန်းတွင်ယောက်ျားကလေးမိန်းကလေးများအားတင်းသာဖတ်သူကဖတ်စာဖတ်သူကဖတ်၍နေကြစီမောင်ပစီတဲ့စိန်တို့လည်းပါလာ၏မောင်မစီမတင်းသာပတ်ပြီးထသွားသောအခါကိုစဉ်ဖိုးထင်ကမိမိအနေရှိတငယ်ရင်းတို့ဟာ ဟေးဟိုမဂျရူဝါလာလေးထွက်သွားပြီဟေးတယုတ်တော်တော်ပြောလီတော့နီမခံနဲ့သောစိတ်နဲ့တတ္တိမငင်လာသောတင့်စင်ကဘယ်နဲ့လဲကိုပရှင်ရဲ့တော့ကြားပြီးပြီးကိုဆွမ်းနဲ့ကိုနေတဲ့လူကိုရှင်တို့ကတယုံသလားနှုံသလားသိမိလားမိဘကြောင်းကြခံပြီးပေါ်ကျော့နေတဲ့လူတွေမှနှုံနာရှက်ဖို့ကောင်းတာရှင်မျက်နာနဲ့ခက်တီတီပြောလိုက်ရပို့ထွေလူစုမှာတင့်စင်တတ္တိကိုတည်ပြီးပြန်မပြောဝင်တော့ဘဲ ဆက်ဖြဲဖြဲကြောင်းတောင်းတောင်းခေကြရလေတော့ဤဤတို့တင်စင်သည်မောင်ဘစီဘက်မှကြီးခုကံဤပြောဆိုနေသည်ကိုမောင်ဘစီကမသိကြည်တနေ့တနိုင်မောင်ဘစီနှင့်တင်စင်တို့ချောင်းသွားခြင်းစုံနေရမှာရုပ်ရည်မိုးကြီးရွာချလေတော့သည်တင်စင်မှာထီးမပါကြည်မောင်ဘစီမှာလည်းအင်းတော်ရထီးစုံလေးတစ်ခုပါလာ၍မိုးရွာလင်းရွာချင်းမောင်ဘစီစီထီးကိုကြပြားရဖွင့်ကဟျော်ဟျော်မတင်စင်ဒီထီးကိုဆောင်းသွားဦးပြောပြောဆူဆူလက်ထက်တင်းထက်ကာ မိမိကအကြောင်းသူပြေးနေတော့သည်ပင်စိန်မာကဘာမှမပြောနိုင်တော့ဘဲအလုံးမလုံးနိုင်ပဲထီကိုဆောင်လာထွက်ရီသွားလေတော့သည်ခန်းတော်သူရောက်လျက်ထီကိုပြန်ပေးရခိုက်၍တော်ရ၌ထောင်ထားပြီးနောက်မွန်ဘတ်စပတ်သူဆောင်းလေချိလိုက်ရာမွန်ဘတ်စီအင်းကြီးပဆူရူမှာ အတန်ငယ်ရေဆူနေသည်ကိုမြင်ရသောအခါတင်စိန်မာများစွာစိတ်မကောင်းဖြစ်ရလေတော့သည်ကြောင်ဆင်းသောအကား၌မိမိမောင်ကလေးကို ထိပူခိုင်းလိုက်လို့ဒီနောက်တနေ့ကျောင်းတက်ချင်းတွင်ဒေါမြပေါက်လာတဲ့ဖြင့်မောင်ပါစီမိုးမီပြီးအေးမီကဖျားနေတဲ့ဖြင့်ကျောင်းမတက်နိုင်အောင်ဆရာမအားခွတ်တန်နေတော့တင့်စိန်ကြားတော့ခါအလွန်ဝမ်းနဲ့ရှာလို့ဒီမိမိအတွက်ဖျက်ရလိရင်ဟူကျူးကျူးမီရဖျက်ရလိလို့ဒီတို့နေ့တင့်စိန်စာကောင်းကောင်းမရကြီးညနေရောက်ရင်ပွန်းပွန်းပြောတတ်တော့တင့်စိန်ကြီးမိခင်ကအလုံးစုံကိုပြောပြ၍ မောင်ပစီဖျားဒီကိုတွားရောက်ကြည့်ရှုလူကြောင်းခွင့်တောင်းလေတော့သည်တမိဤသဘောတတ္တိကိုသိရှိဖြစ်သောကြောင့်အမိကအေးအေးသွားတော့ဗောဤမိတော်နဲ့တွားကိုခွင့်ပေးလိုက်ရတော့သည်မောင်စအချိန်တွင်ရောက်သွားသောအခါတော်မြသည်လူကုနာအိမ်မတဲ့စိန်မန်တိလျင်အဟောဝမ်းမြောက်စွာဖြင့်ပြပြသည်ဖျားခင်ပေးလေတော့သည်ယင်းနှင့်မိကွက်ကိုတထိုင်ဖြင့်မိမ့်မိန်လေးသာချီသောအလင်းရောင်တွင် ဖျားဟောင်းတစ်ချက်ပေါ်နိုင်ပက်လက်ကလေးအိနေရှာသောမောင်ဘစီကိုတင့်စင်မြင်သောကားတွေကဲ့ဤများလဲပြီးလာမိလီတို့သည်အနီးနားကပ်၍လက်ကိုဆန့်ရှိသောကားချစ်ချစ်တော့ပူးနေသည်ကိုတွေ့ရလေတို့သည်မောင်ဘစီသည်မျက်လုံးဖွင့်၍မြင်သောကားအော်မတင်စင်တို့ပါလားကျေးဇူးတင်ပါတယ်ခင်ဗျာသုံးလေးလောက်ကြာလို့ရှိရင်ပြောက်သွားမှာပါကိစ္စမရှိပါဘူးကျမအတွက်ဖြစ်ရတာစိတ်တော့မကောင်းပါဘူးဒါနဲ့ဗာစီတောက်တယ် တို့မြဝင်၍အခုမှပဲတူမကြီးကိုင်ရက်ကလေးဝဲလာလို့တိုက်မလို့ပဲဆေးထူးထူးခြားခြားတော့မရှိပါဘူး။အိုးဒါဖြင့်ကျမဆေးယူခဲ့ပါမယ်အစင်းသိမ့်မယ်ဟောဒီမှာငန်းဆေးရယ်ချွေးထုတ်ဆေးရယ်တို့တို့ပြောပြီးနောက်တင့်စိန်တို့ကိုတိုင်းဆေးတိုက်ပြီးပြန်ခဲ့ကြလေတော့ဒီအင်းတို့ရောက်တော့ကဆံမြုပ်တော့ရန်ဟုမယန်းကျော်ပြားကြီးကြပြအပြင်မောင်ပစီတို့ရဲ့စင်းရဲပုံကိုမြင်ရပြီးငွေဆက်ကိုတစ်ဆက်တစ်ချက်ကိုပါပို့ပြလိုက်လေတော့ဒီ မောင်မစီသည်အလွန်တရာဝမ်းမြောက်၍ချွေးမြပင်ထွက်လာလီလိုသည်သူရတွင်သူတို့ဘာဤအမအဆောက်ကိုခံယူမခံယူရကမိမိမှတ်စုစာအုပ်တွင်အောက်ပါအတိုင်းရေးမှတ်ထားလီလိုသည်ထောင်နေရာ86ခုဝါစုလစု3ရက်နေမတည့်စိန်သည်စီးနှက်ခွငချောက်တပြားငွေတစ်စိလို့ပြည့်ချစ်စုပြီ၎င်းတို့ကိုတနည်းနည်းပြန်၍ဆက်ရမည် သုံးရက်နဲ့ဖျားကြပြီကျောင်းတို့ပြန်တက်လီတော့ဒီ6လပဲဆောင်းမွက်ပြီးပြီကျောင်းပိတ်ပွဲတယ်စူပွေးပွဲကျင်းပလီတော့ဒီဖျက်ရပြီကမောင်ဘစီဒီခါရန်ကဲ့သို့ပထမစုရည်တင်စိန်ကဒုတိယစုရည်၎င်းစုကိုပေးပြီးကျောင်းဆရာကြီးကထား၍ပြောဆိုလိုသည်အမောင်တို့ယခုနဲ့စူပွေးပွဲကရှေ့ကမပေးတဲ့စူမျိုးလေစူပေးရအောင်မယ်အခုရှစ်ဆင်းကမောင်ဘစီကား အဖိုးတန်တဲ့ပုံစံတစ်ခုကိုပြသခဲ့သည်ပြီ။ကြောင်းလာကလွတ်ထားတာကိုသူကလက်မခံသူတို့ကထောက်ပံ့ကိုလည်းလက်မခံကိုဆွမ်းကိုစားနဲ့ကိုအားကိုကူပြီးမောင်တို့မတို့တိတဲ့အတိုင်းကိုလို့ကိုစီရင်နဲ့ကြောင်းမှနေတယ်။အခုလိုဝင်းကြီးရှားတဲ့ခကြီးမှာမောင်မစီကနီကန်လန်ကောင်းတစ်ခုပြပေးတယ်လို့မတို့ဆရာဆရာမများနဲ့ကျောင်းကုန်ဒီများကကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ပတ်စီယာက လောကမှာယူသားတဲ့အလုပ်မှန်ရင်မြင့်မြတ်တဲ့ကြတာယူရတက်လာရင်ရှစ်ချက်30ရတာတဲ့ကိုစွမ်းကိုစားကိုအားကိုပြီးစာတင်တဲ့ယောက်ျားပီတာတဲ့သူငယ်ဖြစ်လို့အခုမတော်ကြောင်းကရွှေစိတ်တစ်ခုရှင်းမြင်ပါတယ်။သူကရွှေစိတ်စုကိုပေးလိုက်လေတော့ဒီအချောင်းလုံးကဩမပေးကြလေတော့ဒီမောင်မစီတင့်စိန်တို့ဒီတဲ့တစ်နှစ်သေးဆယ်နှစ်အောင်ကြသည်။နေရာသလုံးကြောင်းကထွက်ကြသည် ထိုအခါတင့်စင်သည်မောင်ဘစီကိုမိမိတို့တစ္ဆက်တွင်စီးခံထားရန်မိဘများပြောကြားလိုတော့သည်မောင်ဘစီနှင့်တင့်စင်တို့အကြောင်းသိရှိရသောလူ၏တန်ဖိုးကဲ့ခန့်နိုင်သောမိဘတို့သည်သမီးအလိုကိုမဖယ်နိုင်၏မောင်ဘစီသည်ပထမလကအတွက်လက40ချက်ထုတ်သောနေ့၌တင့်စင်ထံသွားရောက်၍ငွေဆက်ကူ30ချက်တန်တစ်ချက်မချောက်ပြား၏တပြားစီအတွက်ငွေကားချက်တို့ကိုပေးလိုက်တော့သည်တင့်စင်က ဟာတာဘာလေးလဲဟုမေးလေတော့တယ်။မောင်မစီကအိတ်ထဲကမိမိမဆူစာအုပ်ကိုထုတ်ကာရခင်မိမိရေးမှတ်ထားတယ်ဟုပြတလေတော့တယ်။တင့်စိန်ဖတ်ကြည့်ပြီးပြုံးပြီးဩဒါအကျွေးဆက်တာလားကိုပစီရဲ့ကျမရှင့်ကိုချီထားတာမဟုတ်ပါဘူးရှင်။ပေးထားတာပါ။ပေးတာလူသေးကြကြီးရဲ့ကျုပ်ကသူများပေးတဲ့ဟာကိုမယူဆိုတာသိတယ်မဟုတ်လား။ ။အော်ဒီလိုလားဟုတ်ပြီဟုတ်ပြီဆိုတာတင့်စိန်သည်ငွေနဲ့ငချောပြားကိုယူလို့ရသည်ပြီးမှမျက်နှာတိတိထား၍ရှင်လူတကြကြီးရဲ့ငွေငချောစီးဝူးလီတော့ရပါပြီအတူဝါကိုမေးလီတော့သည်မောင်ဝါစီမှာချိန်တိတ်နေအန်တန်တန်ဖြစ်တော့ပြီးဘာမှမပြန်ပြောနိုင်မယ်။ယော့ဒါငွေတစ်စဲထပ်ယူပါထပ်ပြီးလီတော့သည်ငွေတစ်စဲယူ၍တင့်စိန်ကဆက်ပြောဒီမှာကအရင်လည်းရပြီတို့လည်းရပြီတို့တော့ ကျမပေးစင်ကရိုးရိုးချင်းကားတာမဟုတ်စေတနာနဲ့ပေးကမ်းတာဖြစ်တယ်။ကဲစေတနာအတွက်ကရောရှင်ဘလူဆက်ပါလေပြုံးနေတော့ဒီမောင်ပါစီမှာစေတနာကိုငွေကြေးဖြင့်ပြန်၍ဆက်နိုင်လီကတည်ရလီကဩမောင်ပါစီမှာစေတနာကိုငွေကြေးဖြင့်ပြန်မဆက်နိုင်လီကိုတည်ရလီကဒါလည်းဟုတ်တာပဲစေတနာကိုစေတနာပဲပြန်ဆက်ဖို့ပဲလိုပါတယ်ဆိုကား မျက်နှာကိုခက်ဆင်းဆင်းကြည့်လိုက်လို့သည်ယခုကားတွင် ပသိမ်မြို့နောက်ဖက်သွားသည့်လမ်းမကြီးနောက်ဖက်တွင် ခေါင်းတိုင်သုံးလုံးနှင့်တစ်ဆက်ကြီးတစ်ခုကိုတွေ့မြင်နိုင်ပါသည်၎င်းကတစ်ကုံသည်ဆက်တထီဥပစီနှင့်တထီကရောတော်တင့်စိန်တို့ကြီးပွားနေသောဆက်ကြီးတွေတွင်မြို့သားပညာဝန်ဥဖူကြာစာဆုံးနားဆုံးကြရတယ် ဒီကနေ့ရေးတင်ပါတယ်။နောက်အောက်တွေမှာပြန်လည်ဆွေးနွေးကြမယ်။